မတ်လ6ရက်နေ့ကလက်ဗရန်ဇေးနီးမှာဆန္ဒပြခဲ့မှုကြောင့်ဖမ်းဆီးထိန်သိမ်းခံခဲ့ရတဲ့ပင်မတပိတ်စစ်ကြောင်းကចောင်းသားចောင်းသူ9ဦးဟာမတ်လ9ရက်နေ့မွန်းလွဲ့2နာရီဝန်းကျင်ကပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဖမ်းဆီးခံခဲ့ရသူ9ဦးမှာပင်မတပိတ်စစ်ကြောင်းပိတ်ဆို့ခံထားရတဲ့အခြေအနေနဲ့ရန်ကုန်မြို့မှာចောင်းသားတွေကိုအကြမ်းဖက်ဖမ်းဆီးတဲ့ဖြစ်စဉ်တွေကိုရှင်းလင်းပြောကြားပြီးလက်ဗရန်မြို့စည်းအနီးမှာဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုဆန္ဒပြတဲ့နေရာကိုရဲတပ်ဖွဲ့ဝင်တွေနဲ့ခရိုင်အုပ်ချုပ်ရေးမှူးရောက်ရှိလာကတားဆီးမှုပြုလုပ်နေရင်းကအရက်ဝတ်ထားသူအချို့ပါရောက်ရှိလာခဲ့ပြီးတားဆီးနေရာကအရက်ဝတ်ထားသူတဦးကဖမ်းဆီးခိုင်းတာကြောင့်ရဲတပ်ဖွဲ့ဝင်တွေဟာចောင်းသားចောင်းသူ၅ဦးစလုံးကို အတင်းအကျပ်ဖမ်းဆီးပြီးကားပေါ်တင်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုဖမ်းဆီးခဲ့ချိန်မှာတရင်သမားတဦးကိုပါရောနောဖမ်းဆီးမှုပြုလုပ်ခဲ့တာကြောင့်အခြားမီဒီယာတွေကဝိုင်းဝန်းတားဆီးမှုပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ။ဟာမမီလောက်ကတော့ညီမတို့ဒီမှာပိတ်မိနေတာ3-4ရက်လောက်ရှိပြီ။ပြီးတော့မှကျမကြီးချုပ်ရင်လည်းကျောင်းသားရလည်းတအားများလာပြီးတော့နေပူပူကြီးမှာထိုင်နေရတာ။ထိုင်ရတော့အဓိကကြောင်းရင်းကညီမတို့ဒီထောက်ခံတဲ့ပြည်သူတွေကိုရောဒီရက်ဟိုတနေ့ကညီမတွေကိုညီမတို့တနအိလောက်တွေ့ခွင့်ပေးပါတွေ့ပြီးပြန်မယ်လို့ပြောတဲ့ပြည်သူတွေကိုသူကတရားစွဲထားတယ်။ရန်ကုန်ကကျောင်းသားတစ်ဖက်ကိုရိုက်ပြီးဖြုတ်ခွင်းနဲ့အဲ့ဒီအပေါ်မှာ သူတို့ spirit တိနေတာသူတို့ဖြစ်နေတဲ့ရင်းလောက်ပဲတိတာညီမတို့ဒီဘက်မှာဘာဖြစ်နေလဲဆိုတာအတိအကျမသိဘူးအဲ့ဒါကြောင့်ညီမတို့ကပြည်သူကိုသွားပြီးကုကြီးတောင်းခံတယ်ရန်ကုန်တပိတ်ကဖြိုးဖြိုးခံရတယ်ဆိုတဲ့အကြောင်းလည်းပြောတယ်ပြီးတော့မှဒီပြည်ရေးကြားထဲမှာညီမတို့ထောက်ခံတဲ့သူတွေကတရားစွဲတယ်ဆိုတဲ့အကြောင်းသွားပြီးပြောတာပါ န့်ခန့်ရဲ့နောက်ပိုင်းမှာပထမဦးဆုံးကသူလက်ပံရဲစခန်းကိုခေါ်ပါတယ်လက်ပံရဲစခန်းမှာညီမတို့ရဲ့ဟိုကိုရီးအချင်းတွေကိုမေးတယ်ညီမတို့ကမဖြေနိုင်ဘူးလို့မပြောနိုင်ဘူးလို့ပြောတယ်အဲ့ဒီတော့တာယာမီရဲစခန်းကိုပြန်ပို့တယ်ပြောပြီးမှဖြစ်စဉ်တွေရဲ့ဖြစ်စဉ်တောင်းနေပြီးတော့ဒီတပိတ်ကဘယ်ကနေဘလို့စတင်လာတယ်ဆိုတဲ့အကြောင်းကိုသူတို့ရေးခိုင်းတယ်ပြီးတော့မှညီမတို့ရဲ့ဟိုအဖေအမေတွေဘာတွေအကုန်လုံးလိုက်ပြီးတော့ညီမတို့ကပြောရဲဟွာရှင်းတော့အာနာပိုင်းနေပဲဟွာအာနာပိုင်းဆိုရင်ကွန်းနှစ်ကိုချိတ်ဆက်မှုကရှိပြီးတော့ကွန်းနှစ်ကိုစုံစမ်းညီမတို့ဘာတစ်ခုမှမပြောနိုင်ဘူးမရှင်းနိုင်ဘူးလို့ပဲပြောလိုက် တယ်။တာယောက်ရီရဲစခန်းနေညနေရောက်တဲ့ခါကျတော့ဟိုတန်ဃာတော်တွေကလက်တွေ့ပြီးညီမတို့အိမ်ပြန်ချင်းပို့ပေးမယ်လို့ပြောတယ်။ပြောပြီးတော့မှအေးညဆယ်နာညဆယ်နာရီလောက်ကိုညီမတို့ဒီလက်ပတန်းရဲစခန်းကိုပြန်ပို့တယ်။ဒီပုံမှာအိုက်စခန်းမှာအိမ်မှာဒီနေ့မနေ့အိုက်စခန်းကနေထွေးရုံကိုလွှဲလိုက်တယ်။ခံဝင်ထိုးခိုင်းတာကသူကအကဲဒီလိုနောက်နောက်မဖြစ်အောင်လုပ်ပါမယ်ဆိုရင်ညီမတို့ပြန်လုပ်ပေးမယ်လို့ပြောတယ်။ခံဝင်နဲ့ပြန်လုပ်ပေးမယ်ခံဝင်ထိုးပါလို့ပြောတယ်။ညီမတို့ကဒီကိရိယာညီမတို့ကစဖြတ်တာမဟုတ်ဘူး။အစိုးရက လေးဝင်ဆိုင်တိတ်ဆုံစင်းနေရမှာမာသူကပြောထားပြီးဒါဒီတပိတ်စစ်ကြောင်းညလူလူတွေကိုရောဒီတပိတ်စစ်ကြောင်းကိုထောက်ခံတဲ့ဘယ်သူမှဆိုသူတရားမစွဲပါဘူးလို့ပြောထားတဲ့အတွက်ဒီခံဝင်ညီမတို့ရေးစရာမလိုဘူးလို့ပြောတယ်။အဲဒီလိုဖမ်းဆီးခံခဲ့ရသူတွေကိုမတ်လ9ရက်နေ့နေ့လယ်ပိုင်းအထိဖမ်းဆီးထိန်သိမ်းခဲ့ပြီးအိမ်ပြန်မှသာပြန်လွတ်ပေးမယ်ဆိုတဲ့ပြောကြားမှုတွေရှိရလို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်မိုးလွဲ့နှစ်နာရီဝန်းကျင်မှာတော့လွတ်မြောက်လာခဲ့ကပင်မတပိတ်စစ်ကြောင်းရှိတဲ့နေရာကိုပြန်လည်ရောက်ရှိခဲ့တယ်လို့သိရပါဗျ။